မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ29ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံမှာယုံတင်နေတဲ့ဗျောဒံရုပ်ရှင်ကားကိုပြည်သူတွေကဘွိုင်းကော့ပြုလုပ်ထားတာကြောင့်ကြီးရှုမဲ့သူမရှိဖြစ်နေပြီးဗျောဒံရုပ်ရှင်ကားကိုကြီးညာပေးနေတဲ့ online seller တွေကိုလည်းဘွိုင်းကော့ပြုလုပ်ခံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံထဲမှာဗျောဒံနဲ့ပတ်သက်တဲ့သူတွေရော ထိုင်းကဒေါ်သာဆယ်လီတွေရောစိုင်းတွေကရောအကုန်လုံးပြန်တောင်းပန်ထားကြပါတယ်ဒါကဘွိုင်းကောက်နဲ့ပတ်သက်လို့တိုးတက်အောင်မြင်လာတာပဲလို့ AAC ကိုရဲမင်းကပြောပြထားပါတယ်ဒီပြောတဲ့ရုပ်ရှင်ဇာတ်ကားကိုထိုင်းနိုင်ငံမဟာချိုင်ဘက်မှာရှိတဲ့ရုပ်ရှင်ယုံတွေမှာယုံတင်ပြသနေတာဖြစ်ပြီးတော့ online ကဆယ်လီတွေကဒီရုပ်ရှင်အကြောင်းကိုတင်ပေးခဲ့သလိုတချို့စိုင်းတွေကလည်းဒီဇာတ်ကားကိုကြော်ညာပေးခဲ့တာကြောင့် ဝိုင်းကော့ပြုတ်လုံနေကြတာပဲဖြစ်ပါတယ်အခုပြောတဲ့ရုပ်ရှင်ကားကိုကြည့်မဲ့သူကမရှိတဲ့လောက်ပါပဲဘယ်သူမှလည်းမကြည့်ရဘူးလေဒါကိုဝိုင်းကော့လှုပ်ထားတာဆိုတော့ပထမကြည့်မယ်ဆိုတဲ့ကောင်းနေတော်မှမကြည့်ရကြတော့ဘူးလို့ကိုရဲမင်းကပြောပြထားပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ fake news community check fncc ဘာမှကပြောတဲ့ရုပ်ရှင်ကိုကြောင်းကြားပေးသူတွေနဲ့စိုင်းတွေကိုဝိုင်းကော့ပြုတ်လို့ပုံနေတဲ့တကွာတင်ထားတာကိုတွေ့ရပါတယ် ဒီလိုကြော်ညာလိုက်တာကြောင့်ဦးသက်ဆိုတဲ့ online selling စောက်တော်သားနဲ့လက်တွဲပြီးတော့လုပ်ကင်တဲ့ one step bar and restaurant က social punishment ပြုလုပ်တဲ့အနေနဲ့ဆက်လက်ပြီးတော့ လက်တွဲအလုံးလုံးတော့မှမဟုတ်ကြောင်းကြေညာခဲ့ပါတယ်။ထိုင်းနိုင်ငံရောက်မြန်မာဆဲလီစောက်တော်သားငတ်တ်ခေါ်ဦးသက်ဆိုတဲ့ကောင်ကပြည်သူကိုတောင်းပန်ရမယ့်အစားကျွန်တော်တို့ page ကတင်လိုက်လို့သူတို့လက်တွဲဖြုတ်လိုက်တဲ့ sign ကို live မှာထိုးချနေပါတယ်။ဒီလိုလူတွေဟာထမင်းငံမှာမို့လို့တောင်းပန်တာသာဖြစ်ပြီးတော့နိုင်ငံရေးခံယူချက်မရှိတဲ့သူတွေပါအခုလဲလုပ်ငန်းတွေမငှားတော့လို့ငိုပြလဲ social punishment ဟာဆက်ပြီးတော့ရှိနေမှာပဲဖြစ်ပါတယ်။ like change ချတဲ့ကိစ္စတွေတောင်ရှိနေပါတယ်။ဒီလိုစောက်တော်သားမျိုးကိုဘယ်နေရာပဲရောက်ရောက်နေရာမပေးကြဖို့လိုတယ်လို့ FNCC ကပြောဆိုထား ားပါတယ်ပြောတဲ့ရုပ်ရှင်ကစေကောင်းစီတမင်းနဲ့ဆက်ဆက်တဲ့သူတွေကထုတ်လုပ်ထားတဲ့ဇကားဖြစ်ပြီးတော့စေခွေးတက်ကြောင့်တင်းဆောင်နေရသူအများပြားရှိတဲ့နိုင်ငံမှာမျက်နှာပြောင်တိုက်ပြီးတော့တွားရောက်ပြတာခဲ့တာပဲဖြစ်ပါတယ်။လက်ရှိအချိန်မှာပြောတဲ့ရဲ့အဓိကတရုတ်ဆောင်နေဝင်းကစေခွေးတက်ရဲ့ရွေးကောက်ပွဲအတွက်ဝါရဖြတ်တဲ့ဇလန်းမှာအဓိကပါဝင်တရုတ်ဆောင်ထားတာကြောင့်ဝိုင်းကော့လုတ်ကိုလုတ်ရမယ်ကားဖြစ်တယ်လို့တော်လိုင်းရင်အင်အားစုတွေကထပ်မံတိုက်တွန်းထားပါတယ်။ပြောတဲ့ရုပ်ရှင်အပြင် ပြီးခဲ့တဲ့ရက်က Iron Cross အဖွဲ့ရဲ့ဖြောပြပွဲအတွက်ကြီးညာပေးခဲ့တဲ့စိုင်းနေနဲ့ online sale တွေကပြန်လည်တောင်းပန်တာတွေကိုပြုလုပ်ထားပါတယ် Iron Cross အဖွဲ့အတွက် promotion video ရိုက်ကူးပေးခဲ့တဲ့ Cecilia Rose နာမည်နဲ့ online sale ကသူ့ရဲ့ Facebook ကနေပြီးတော့တရားဝင် တောင်းပန်ထားပြီးတော့နောက်ပိုင်းမှာလည်းလူတို့က boycott ထားတဲ့ brand တွေနဲ့လက်တွဲပြီးတော့လောက်ကင်တော့မှာမဟုတ်ဘူးလို့ကြေပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ TNL ကတင်ပိုက်ထားတဲ့မိုးကုံနဲ့မုံမိတ်မျိုးများကနေပြန်လည်ဆုတ်ခွာရန်သဘောတူညီလိုက်ပြီးတော့စစ်ခွေးတပ်နဲ့အပြစ်ခတ်ရဲစဲရေးသဘောတူညီချက်လက်မှတ်ရေးထိုးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL ကဒုတိယဗိုလ်ချုပ်ကြီးတားချုပ်ကြားဦးဆောင်နဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်နဲ့ NSPNC ကိုယ်စားလှယ်အဖွဲ့တို့ကဒီရောက်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတိန့်ရှီကျွမ်းရဲ့ဂျားဝင်ညှိနှိုင်းမှုနဲ့ကိုးချိန်မြောက်တွဲဆောင်ဆွေးနွေးပွဲကိုတရုတ်နိုင်ငံကူမင်းမြို့မှာ2025ခုနှစ်အော်တိုဘာလ28ရက်နေ့နဲ့28ရက်နေ့တွေမှာပြုလုပ်ခဲ့တယ်လို့သိရပါတယ်။တရုတ်နိုင်ငံအထူးကိုယ်စားလှယ်ကြီးများရဲ့ဂျားဝင်စစ်ဆေးညှိနှိုင်းမှုကြောင့်နှစ်ဖက်အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နိုင်ခဲ့ပြီးတော့ သဘောတူသတ်မှတ်ထားတဲ့ကာလာအတွင်မိုးကုတ်နဲ့မုံမိတ်မြို့နယ်တို့က TNL တပ်များပြန်လည်ဆုတ်ခွာကြရမှာဖြစ်တယ်လို့သိရပါတယ် TNL ရဲ့တောင်းဒေသကိုလည်းမြန်မာစစ်တပ်ကလေရင်နဲ့ဘုံကျဲခြင်းနဲ့သိုးစစ်စင်တိုက်ခတ်ခြင်းများမပြုလုပ်ပဲ2025ခုနှစ်အော်တိုဘာလ29ရက်နေ့3ည3ည9ည3ည3ည9မိနစ်အချိန်ကစတင်ပြီးတော့နှစ်ဖက်ရောက်ရှိတဲ့နေရာများမှာတပ်များရပ်တန့်ကအပြန်အလှန်အပြစ်ခတ်ရဲစဲရေးအတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြကြောင်း DNL ကထုတ်ပြန်ထားပါတယ်။ 10276ရဲ့အတွင် DNL ကမိုးကုတ်ကြောင်မဲတီဘောနောင်ချိုမိုင်းလုံးမိုင်းငုံမိုးမိန်နမ်ဆန်မန်တုံကုတ်ခိုင်နမ်ခန်းနမတူမျိုးများကိုတိမ့်ပတ်ရရှိခဲ့ပြီးတော့စစ်ခွေးတက်ကကြောင်မဲနောင်ချိုတီဘောကိုပြန်လည်တိုက်ခိုက်တိမ့်ပတ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင် DNL ကမိုးကုတ်နဲ့မိုးမိန်မျိုးများကိုပါထပ်မံဆွလွန်မှာဖြစ်တဲ့အတွက်ကြောင့်မိုင်းလုံးမိုင်းငုံနမ်ဆန်မန်တုံကုတ်ခိုင်နမ်ခန်းနဲ့နမတူမျိုးများသာ DNL လက်ထက်မှာကြာရှိတော့မှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းထန်းတမင်မြို့နယ်တိုက်ပွဲမှာစစ်တပ်ရဲ့ drone တစ်စင်းကိုပစ်ချနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ24ရက်နေ့ကစပြီးတော့ထန်းတမင်မြို့နယ်ဇေယျကြီးမြို့အခြေစိုက်အမှတ်83ချင်းလင်းတိုင်ရင် ခလိုက်ရ83ကစစ်ကြောင်းထိုးလာလို့ကာကွယ်တပ်တွေနဲ့ဘုံမတီးရွာတဝိုက်မှာတိုက်ပွဲတွေရက်ဆက်ဖြစ်ပွားခဲ့တယ်လို့ပြောပါတယ်။အော်တိုဘားလ26ရက်နေ့ညနေကပြစ်ချနိုင်ခဲ့တဲ့ဘုံကျဲ drone ကဒလက်6ခုပါတဲ့ 15kg အမျိုးအစားဖြစ်တယ်လို့အသိပေးထားပါတယ်။တိုက်ပွဲကမနေ့ကအော်တိုဘားလ28ရက်နေ့အထိတော့အ ਨੇ ချင်းထိတွေ့မှုဖြစ်သေးတယ်။ဒီနေ့တော့ငြိမ်သွားပါပြီ။ဒီရက်ပိုင်းထဲမှာတိုက်ပွဲငယ်တွေဖြစ်ပါတယ်။ရန်သူက drone နဲ့နေတိုင်းကိုကျင်းနေတယ်။တိုက်ရင်ကရန်သူ drone တစ်စီးကိုပြစ်ချနိုင်ခဲ့ပါတယ်လို့အဲ့ဒီတာဝန်ရှိသူကရှင်းပြထားပါတယ်။ မြေပြင်ထိတွေ့တိုက်ပွဲတွေမှာစစ်ကောင်စီတပ်သားတွေထိခိုက်ဒေဆုံးတာတွေရှိပြီးတော့အသေးစိတ်စီရင်အခြေအနေကိုတော့တီးခြားထုတ်ပြန်သွားမယ်လို့တောင်ကိုခရိုင်အမတ်နဲ့တိုက်ရင်ကတာဝန်ရှိသူကပြောဆိုထားပါဗျ။ထိုင်းတမင်မျိုးနဲ့ဇေယကြီးတောင်ချမ်းမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့စစ်ခွေးတပ်ကတိုက်ပွဲဖြစ်ပွားရာနေရာမဟုတ်ဘဲပြည်သူတွေနေထိုင်ရာခြေရွာတွေကိုရည်ရွယ်ချက်ရှိရှိနဲ့လက်နက်ကြီးနဲ့ပစ်တာလေကြောင်းကနေတိုက်ခိုက်တာတွေကြောင့်အော်တိုဘားလ24ရက်နေ့ကပြည်သူတအုပ်တေဆုံးခဲ့ရတယ်လို့သိရပါဗျ။ဒါကြောင့်ပြည်သူတွေအနေနဲ့ ဒေါ်လိုင်းတက်တွေကသတ်မှတ်ထားတဲ့နေရာတွေကိုဖျက်ဆီးသွားလာတာမလုပ်ဖို့တောင်ကိုခရိုင်အမှတ်နဲ့တိုင်ရင်ကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့နယ်ကြောင်မြောင်းမြို့နယ်မန္တလေးတိုင်းစင်ကူးမြို့တို့ကိုဆက်သွယ်ထားတဲ့ယရနာတိန်ခတရားဟာမိုင်းခွဲခံရမှုကြောင့်ပြိုကျပျက်စီးသွားပြီးတော့စစ်ခွေးတပ်ကတော်လိုင်းတပ်ဖွဲ့များရဲ့လက်ချက်ဆိုးပြီးစွပ်စွဲထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့အော်တိုဘားလ29ရက်နေ့မနက်6:20မိနစ်အချိန်မှာယရနာတိန်ခဒရာမိုင်းခွဲခံရမှုကြောင့်ဒရာရဲ့အခန်းနှခန်းကျိုးကျပျက်စီးခဲ့ရတယ်လို့သိရပါဗါးအဲ့ဒီမိုင်းခွဲမှုကြောင့် AOD ဒရာယရနာတိန်ခဒရာဟာ RP4 RP5 တရာတံပေါင်း132မီတာ RP6 RP7 တရာတံပေါင်း132မီတာနှစ်ခန်းမန္တလေးတိုင်းဒေသကြီးစင်ကူးဘက်အချမ်းမှာကျိုးကြပျက်စီးသွားခြင်းဖြစ်တယ်လို့သိရပါတယ်တရာမိုင်းခွဲခံရတာကမှန်ပါတယ်အဲ့ဒီလမ်းထဲတရာကိုလုံခြုံရေးယူထားတာကတရာရဲ့တစ်ဖက်မှာကစစ်တပ်အထိုင်ချထားတော့ကိစ္စမရှိပဲနဲ့ဘယ်သူမှတော်ရုံတိတ်မသွားရကြဘူးစင်ကူးဘက်ကိုရွှေဘူကနေပြီးတော့စစ်ကြောင်းတွေလာရင်တော့တရာကဖျက်လာတာကတော့တောက်လျှောက်ပဲတရာကျိုးကြသွားတာဟုတ်ပါတယ်လမ်းပန်းဆက်သွယ်ရေးကတော့ခတ်သွားမှာပဲလို့ဒေသခံပြည်သူတို့က ပြောပြထားပါတယ်ဒေါ်လာအတက်များကိုဆက်သွယ်ပြီးတော့တရားကြိုးချမှုနဲ့ပတ်သက်ပြီးတော့မင်းများရမှာလက်တလုံးတရားကြိုးချသွားတာကိုသိရှိတော့လဲဘလို့ပဲပုံဖြစ်သွားတယ်ဆိုတာကိုတော့မသိရသေးဘူးလို့ပြောပါရယ်အဲ့ဒီတရားဟာအေအော်ရီမြေကူးတရားကြီးဖြစ်ပြီးတော့သမရဟောင်းသိန်းစိန်အစိုးရလက်ထက်မှာတိဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါရယ်အဲ့ဒီတရားကို2010ခုနှစ်ဧပြီလ16ရက်နေ့ကစတင်ပြီးတော့ဆောက်လုပ်ခဲ့ပြီး2013ခုနှစ်မေလ19ရက်နေ့မှာ တန်ပေါင်း6ခန်းတက်စင်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးခဲ့တယ်လို့သိရပါတယ်။တရားကြီးဟာနှစ်လမ်းသွားကားလမ်းတရားဖြစ်ပြီးတော့တရားပေါ်မှာအကျယ်28ပေရှိတယ်။ နှက်လန်းသွားကားလန်းနဲ့တဖက်ကို၃ပေစီလူသွားလမ်းများရှိတယ်လို့သိရပါဗျ။ပင်မတရားရဲ့အရှိဟာ2218ပေရှိပြီးတော့ရွှေဘိုဘက်ကန်းချင်းကတရားအရှိ66ပေနဲ့စင်ကိုဘက်ချန်းချင်းကတရားအရှိ196ပေရှိပြီးတော့စုစုပေါင်းတရားအရှိဟာပေ2480ရှိတယ်။တန်ကူကွန်ကရစ်လွန်တူးပိုင်တိုင်အုပ်မြင့်နဲ့ တန်ကူကွန်ကရစ်တိုင်ကိုရဲအမျိုးအစားဖြစ်တယ်လို့သိရပါတယ်။တရာအပေါ်ကိုရဲဟာတမ္မနီတံပေါင်းနဲ့တန်ကူကွန်ကရစ်ချန်ကင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့နယ်စားတောင်မြို့ကုကြီးကုန်းကျေးရွာကိုမိရှို့ဖျက်ဆီးခဲ့တဲ့အချမ်းဘတ်စစ်ခွေးစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာစစ်သားနှုတ်ဦးတေဆုံးပြီးတော့တနက်နှက်လက်နဲ့ခဲယမ်းများကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘားလ28ရက်နေ့ကစားတော်မျိုးပေါ်ကနေထွက်လာတဲ့အင်အား150ပါတဲ့အချမ်းမတ်စစ်ခွေးစစ်ကြောင်းကကူကြီးကုန်းကျေးရွာမှာရှိတဲ့နေအိမ်များကိုမိရှို့ဖျက်ဆီးပြီးတော့ဂျန်နဲ့ကျေးရွာများကိုဆက်လက်ပြီးတော့ဝင်းအောင်စီးနှင်းရန်ထွက်ခွာလာတယ်လို့သိရပါတယ်။အဲ့ဒီစစ်ခွေးစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များက တိန်ချောင်းရွာအနီးမှာဂျားဖြတ်တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းအကြမ်းမှာစစ်ခွေးတွေဘက်ကစစ်သား၂ဦးတေဆုံးပြီးတော့ MA1 တပ်နက်နှစ်လက်နဲ့အတူစစ်သားအလောင်းတစ်လောင်းကိုတင်စီရရှိခဲ့ပြီးတော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စားတောင်မြို့ကူကြီးကုန်းကျေးရွာကိုမိရှုပ်ပြီးစစ်ကြောင်းထိုးလာတဲ့စစ်ခွေးတွေကို တိန်ချောင်းရွာအနီးမှာကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါတိုက်ပွဲအတွင်းမှာတော့စစ်ခွေးနှကောင်သေးတယ်အထိခိုက်ကတော့စုံစမ်းနေသေးပဲစစ်ခွေးထက်တူသေးတာတော့မရှိသေးဘူးစစ်ခွေးအရှင်ဖမ်းမိတာလည်းမရှိပါဘူးစစ်ခွေးတွေဘက်က MA1 တနက်နှစ်လက်ကိုတော့တိန်စီရရှိခဲ့ပါတယ်လို့စားတော်မိုးချိုပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုစားတော်မိုးချိုပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့နယ်မြေအတွင်းတော်လှန်ရေးတပ်ဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့မြို့နယ်လေးမိုင်ရွာအနီးမှာတပ်ဆွဲထားတဲ့စစ်ခွေးတပ်ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ရာစစ်ခွေးတပ်ဘက်ကအရာရှိအပါအဝင်ထိခိုက်ဒေဆုံးမှုတွေရှိနိုင်တယ်လို့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဘက်ကလည်းရဲဘော်တအူးကြာဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘာလ28ရက်နေ့နေ့လယ်ပိုင်းကလေးမိုင်ရွာအနီးစစ်ကောင်စီခြေကုပ်ယူထားတဲ့နေရာကိုဘိတ်ခရိုင်တိုင်ရင်နှစ်တပ်ခွဲတဲ့ တပ်ရင်းသုံးခွဲနဲ့ KNDO ရင်းခုံခွဲသုံးတနင်္သာရီမြို့နယ်ပကပါဘိတ်ပကပါစတဲ့တော်လိုင်းပူးပေါင်းတပ်ဖွဲ့တွေက ဝင်းရောက်ပြစ်ခတ်ခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီတိုက်ပွဲမှာရန်သူဘက်ကအရာရှိတအုပ်အပါအဝင်ထိခိုက်ကြဆုံးမှုတွေရှိနိုင်ကြောင်းသိရတယ်လို့ဖော်ပြထားတယ်လို့ဒေါ်လာရေးပူပေါင်းတပ်ဖွဲ့တွေဘက်ကတော့ရဲဘော်တအုပ်ကြဆုံးပြီးတအုပ်တန်ရရှိခဲ့တယ်လို့အသိပေးထားပါတယ်လက်ရှိမှာလေးမှန်ရွာအနီးစစ်ကောင်စီပူပေါင်းတပ်ဖွဲ့တွေဆက်ရှိနေပြီးတော့ဒေါ်လာရေးပူပေါင်းတပ်ဘက်ကပြန်လည်ဆုတ်ခွာထားတယ်လို့ဘိတ်ခရအမှတ်နဲ့တိုင်ရင်တရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ် ်တနင်္သာရီမြို့နယ်အတွင်းမှာဖြစ်ပေါ်နေတဲ့စစ်ရေးအခြေအနေများအရာဒေသခံပြည်သူတွေနဲ့ခရီးသွားပြည်သူတွေသတိရှိစွာသွာလာကြဖို့ကိုလည်းမြစ်တာရက်ခံထားပါတယ်တနင်္သာရီတိုင်းစစ်ဌာနကိုကဲမှုအောက်မှာရှိတဲ့နေပြည်တော်35ကလည်းအော်တိုဘားလ28ရက်နေ့ကကြေညာချက်ထုတ်ပြန်ပြီးတော့တနင်္သာရီမြို့နယ်အတွင်းစစ်ရေးပြင်းထန်နေတာကြောင့်အော်တိုဘားလ28ရက်နေ့ကနေစပြီးတော့ဘိတ်တနင်္သာရီဘုတ်ပြင်းလမ်းမကြီးတလျှောက်ခရီးသွားလာမှုတွေမပြည့်ကြဖို့တားမြစ်ထားပါတယ်အဲ့ဒီလမ်းပိုင်းမှာတိုက်ပွဲတွေဖြစ်နေလို့ပါဗျာ လေရင်တွေလည်းကျဲနေတဲ့အတွက်ကြောင့်မဟုတ်လို့ပါလို့ဘိတ်ခရိုင်အမှတ်နဲ့တိုင်ရင်ကပြည်သူတွေကိုခီးသွွာလာမှုတားမြစ်ရတဲ့အခြေအနေကိုပြောပြထားကြောင်းသတင်းရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခမောင်းမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမဲ့စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်း အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ